ပွဲပြီးမှပဲတပြင်းချနိုင်ပါတယ်ဗျာ Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါ Okay it's the football show on YouTube ပါတယ်ကျွန်တော်ခုခက်မှာ Chelsea နဲ့ Benfica တို့ရဲ့ပွဲပြီးသုံးသပ်ချက် full time review လုပ်ပေးသွားကြပါမယ်ဆိုတော့ဒီပွဲဒီမှာ Chelsea အနေနဲ့အရန်ကောင်းလားဆိုရင်တော့မကောင်းဒါပေမဲ့လိုအပ်တဲ့နိုင်ပွဲတစ်ပွဲကိုရအောင်ပေါ်ဆောင်နိုင်ခဲ့တယ်ရလက်ပိုင်းကတော့အရေးကြီးတယ်ပေါ့လေရှုံးပွဲတွေဆက်နေတဲ့အချိန်နိုင်ပွဲမရတာကြာနေတဲ့အချိန်မှာ ဒီနိုင်ပွဲကတော့အန်သူမော်ရက်စ်ကအတွက်ကန္နာရတဲ့ကဥေစေလေးတစ်ခုလို့ပေါ့တို့ပေမဲ့ပရိသတ်တယောက်အနေနဲ့ကြည့်ရင်တော့ကျွန်တော်တို့ဟိုပြင်ဆင်စရာတွေအများကြီးရှိသေးတယ်အားရကျင်တဲ့စရာတပြားသားမှမရှိဘူး player တဦးတယောက်ချင်းစီရဲ့ကျွမ်းကျင်မှုကြောင့်ရသွားတဲ့ OG ကိုလို့ပြောရမယ်ဒါတောင်မှ OG ကိုပက်ဒရိုနာဒိုရဲ့ဒီနေ့ပွဲမှာကြိုးစားအားထုတ်မှုကအတော်လေးမိုက်ခဲ့တယ်လံပြန်ထွက်နေတာပဲဘိုင်မင်းနဲ့ပွဲစဉ်က သူ့ရဲ့ဖောင်အောင်နေတဲ့ပုံစံစောစောင်ရင်ပိုင်းကြာနေတဲ့ပုံစံဒီပွဲတင်မှာအကောင်းဆုံးပြန်လဲဖာထေးပြီးတော့တင်မုံချေနိုင်ခဲ့တယ်ပေါ့သူ့ရဲ့ဖြတ်တင်ပွဲကြီးကကောင်းမွန်လွန်တဲ့အတွက်ကြောင့်ဂနာချူရဲ့ကြိုးစားအထောက်မှုကနေနောက်ထပ်တဆင့်ရရှိခဲ့တဲ့အဲကျွန်တော်ကတ်ဘက်ပုံစံမျိုး pass ကဒါပြန်ဘက်နောက်ခံကစားသမားနဲ့တီးပြီး OG ကူးဖြစ်သွားခဲ့တယ်ပေါ့ Rios ကလည်းခေတဲ့ကစားသမားတယောက်တော့မဟုတ်ပါဘူး ဒါ Palmeiras မှာအရင်က Estevao William နဲ့တွဲပြီးတော့ကစားခဲ့တဲ့ teammates ပေါ့လေသူနဲ့ထိပ်ပြီးတော့ဂိုးဝင်သွားခဲ့တယ်သူလည်းရှင်းထုတ်တာပဲဒါမဲ့ Garnacho ပြန်ပြီးတော့ Quebec လုလိုက်တဲ့ဘောလုံးကအချိန်ပြင်းတဲ့အတွက်ကြောင့်အပေါ်ကန်ထုတ်ပြီး clearance လုပ်ပေမဲ့ဘယ်လိုပြောမလဲထိချက်မှန်ပေမဲ့လေဗျဘောလုံးကအရင် acceleration များနေတဲ့အခါကျတော့ကိုကိုကိုမြင်တယ်လို့ဖြစ်သွားတယ်အဲဒီကိုကဒါအသင်းလိုက်ဟန်ချက်ဘာညာเนาะကျွန်တော်တို့လူကျင်တဲ့ အပုံတရံမျိုးနဲ့ရသွားတာတော့မဟုတ်ဘူးအထပါဘလို့ပဲရရဒါကျွန်တော်ရဲ့နိုင်ဖို့အဓိကဆိုတဲ့အတိုင်းနိုင်တော့နိုင်သွားတယ်ပေါ့လေဒါပေမဲ့ဟိုအဓိကပြောရမယ်ဟိုအရေးကြီးတဲ့အချက်ချက်တော့ရှိတယ်အဲ့ဒါအနီကက်လွယ်လွယ်ကူရယူနေတဲ့အပိုင်းပဲဗျကျွန်တော်သုံးပွဲစတိုင်းအနီကက်ထိသွားပြီဒါကြောင့်ပက်ဒရိုဆိုရင်လည်းပွဲပြီးနေပြီဗျကျွန်တော်ပြောမလုံလိုက်လို့ရတယ်ဘာမှမဖြစ်ဘူး တန်လားဆိုတော့မတန်ဘူးခြေတော့မြောက်လို့ပေါ့နော်ဒိုင်ကဝါကက်ဒုတိယတစ်ကြိမ်ပြပြီးတော့အနီကက်ထပ်ပြလိုက်တာပေါ့အဲ့တော့ဒိုင်မားတဲ့မန်နယ်ကြီးကျွန်တော်ဘယ်တော့မှမပြောတော့ဘူးတော်ပြီအားနေသိမလားဒိုင်ကလူတယ်လို့ဘာလို့ပြောနေတာလဲကျွန်တော်တို့အာပေါက်နေကိုလူအပ်တဲ့အတွက်ကြောင့်ကိုနှစ်ဝါတဏီနဲ့အထုတ်ခံလိုက်ရတယ်အဲ့တော့စီကံပိုင်းဆိုင်ရာမှာစနစ်တကျနဲ့ရှစ်ဆက်တင်နေပြီပွဲပီးကန်ဒီหนีသွားတဲ့အတွက်ကြောင့်ဒါကံကောင်းသွားတာစောစီးစားသွားတာ တယောက်လောက်အဲ့လိုအနီကက်နဲ့ထုတ်ပယ်ခံလိုက်ရရင်ကျွန်တော်ဘယ်လိုလုပ်မလို့ရှစ်ပွဲတွေမှာလည်းအဲ့လိုဖြစ်ခဲ့တာလေ Robert Sanchez 4မိနစ်တည်းကနေသွားတာဒါရီဒီမဖြစ်သင့်တော့ဘူးအသင်းတသင်းအနေနဲ့ပို့လို့တောင်ပါနဲ့တင်တယ် Okay အဲ့တော့ပြန်ဘက်နီးပြကျွန်တော်ရဲ့ဟိုနီးပြဟောင်းမော်ရင်ယိုဒီ Chelsea ကိုအပီတွယ်မလို့ပဲသူကအကောင်းဆုံးကြိမ်ရလာတာဗျသူ့ရဲ့ viewer ဘိုင်းတချို့ကအလုတ်ဖြစ်ခဲ့တယ်အလုတ်မဖြစ်ခဲ့တာပလီယာတွေ အဲ့တို့ကြောင့်ဟိုအတင်းတင်းကိုကျွန်တော်တွေကဘလောက်ပဲအထင်မကြီးမကြီး player တဦးတယောက်ချင်းစီရဲ့ quality ကကွာတဲ့အတွက်ကြောင့်သူတို့ရဲ့ class တွေကကွာတဲ့အတွက်ကြောင့်အတင်းဆိုကျွန်တော်တွေကဟိုတိတ်ပြီးတော့ shot မတွေ့ရဘူးအဒီပွဲစဉ်လည်းထုံနီးတူပဲ Chelsea ကောင်းသလားဆိုရင်မကောင်းဘူးတို့ရမယ် player quality မှာကွာဟတဲ့အတွက်ကြောင့် Mourinho ဘလောက်ပဲ viewer ဘိုင်းပြင်ဆင်လာခဲ့ပြင်ဆင်လာခဲ့ တကယ်တမ်းဒီ viewer ဘိုင်းကိုအဆုံးသတ်ပေးမဲ့နော်ဟိုတေချောင်းပုံပေါ်ပေးမဲ့ကစားသမားဘိုင်းမှာကျတော့လိုအပ်ချက်တွေရှိသွားအောင် Chelsea ရဲ့နောက်တန်းကတော့ကျွန်တော်တို့စိုးရိမ်နေတဲ့အတိုင်းပဲတော်တော်စိုးရိမ်ရပါဗျာကစားတဲ့ပုံကလုံးဝရုပ်ပြက်စင်းပြက်ပေးကြံသလိုပေးနေရာလွတ်တွေအများကြီးရတာဘရိုမမီလာပထမပိုင်းမှာဆိုရင်တောက်လျှောက်နေရာလွတ်တွေရတာဒါဘန်ဖီကာအသင်းရဲ့ကစားသမားတွေရောဘတ်ဆန်ချက်နဲ့နီးသွားတာနဲ့ဟို ချစ်ဖို့အတွက်တို့မှအဆင်မပြေတာနဲ့ကို့အသင်းပေါ်ပြန်ပြေးလိုက်တဲ့အချိန်မှာမြောက်သွားတာအရှိန်လွန်သွားတာ ਨੇ မျိုးစုံပဲအဲ့ဒီပုံတံတန်တွေကတကယ်တော့ဘယ်လိုပြောမလဲဟိုရှွတ်တွန်တာဂက်တွေဘာလဲမဖြစ်ဘူးဗျာအခွင့်အရေးကြီးကြီးမရရခဲ့တယ် top stats တွေကို like ကြည့်လိုက်ရင်တော့ဟာဒါ Chelsea ကတာတယ်ဘာညာထင်ကောင်းထင်ရမယ်ပဲတကယ်တဲ့အခွင့်အရေးကြီးကြီးမမတွေကိုပုံဖော်နိုင်ခဲ့တာ Benfica လို့ပြောရမယ်တကယ်လို့ Benfica မဟုတ်ဘဲနဲ့ဒီအခွင့်အရေးကိုတလုံးစုစုသလောက် ဂိုးဖြစ်ပြောင်းလဲပေးနိုင်မဲ့သူတွေဒါမှမဟုတ်ရင်ကီမိုမန့်စ်တစ်ခုဖြစ်ဖြစ်ပြောင်းလဲပေးနိုင်မဲ့သူတွေပါတဲ့အသင်းဆိုလို့ကဘရုမလွယ်ဘူးအဲ့ဒီ OG twin ကိုဖယ်လိုက်ရင်ကျွန်တော်2-1လောက်နဲ့နာကသွားနိုင်တယ်ခန်းစစ်ကစားပုံအတော်လေးရွ့ရွေးနေတယ်အများကြီးပြင်ဆင်ရမယ်ဖွမှု rating တွေသွားမကြည့်နဲ့နော် Trevor Chalobah တို့အဲ Chalobah ဘေးမှာဆော့နေတဲ့ Badia Shine တို့အမှ rating တွေကောင်းတယ်နောက် Melogus တို့ အကုန်လုံးတိုင်ပတ်နေတာအဲ့တော့ကျွန်တော်ဒီ defensive line မှာအဆင်ပြေတာဆိုလို့မာကူကူရေးရတယောက်ပဲရှိတယ်အဲ့တော့ဒီကစားသမားတွေအတွက်ရှေ့ကရန်ပြီးတော့ Moises Caicedo ကလည်းအသေးအတန်ကစားပေးသွားလို့ကံကောင်းတယ်အဲ့ဒီ၄ယောက်ရှိမှာ Caicedo တောက်လျှောက်ရှိနေရတာတကယ်လို့အဲ့၄ယောက်ထဲမှာ Levine ကိုပဲပါတယ်ဆိုရင် Moises Caicedo ကရှို့အตาလေးတက်ဆော့လို့ရတယ် defensive mid block ပုံစံပြန်ကစားပြီးတော့အဆင်ပြေတယ်အဲ့တော့ကြောင့်တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်လို့ပြောတာကျွန်တော်ရဲ့ ခံစစ်ကစားပုံလိုအပ်ချက်ရှိတယ်။ inverted fullback ပုံစံမျိုး ကုကူရဲရဝင် ဆော့ပေမဲ့အရေး position တွေအတာရပြီးဟို တကွင်းလုံးကိုခြုံဆော့ထားတဲ့ပုံမျိုးတော့ကျွန်တော်ကတော့မတွေ့ရအောင်အခုဗျာ accurate passes ဆို452ကျင်ရတယ်ဘာညာဆိုဆိုညာလဲအဲ့ဒါကိုယ့်ရဲ့ own half ထဲမှာဘောလုံးအများဆုံးပြန်ပေးနေတာတဖက်အသင်းရဲ့ opposition half ထဲရောက်သွားတဲ့အခါကျရင်အဲ့လို bidder တွေတိတ်မတွေ့တော့အဲ့ပြိတ်သက်အများစုထောက်ပြနေတယ်လို့ touch line ကနေပဲဆွဲပြေးပြီးတော့အဲ့လိုသွားတာ ဒါကမော်ရက်စကဖြစ်စေခြင်းတဲ့ viewer ဘိုင်းနဲ့ကစားသမားတွေတကယ်ကစားတဲ့အခြေအနေကွက်လွဲမှုရှိနေတဲ့သဘောမျိုးပဲ infinite fullback ဘာကြောင့်အထဲတွေဝင်ထည့်ထားလဲအထဲတွေမှာကစားသမားများခြင်းလို့အ ਨੇ ဆုံး box shape ပေါ်ခြင်းနဲ့၄ယောက်ပေါ်ခြင်းနဲ့အဲ့ဒီ၄ယောက် box shape ကိုကျွန်တော်တိတ်တောင်မမြင်ရဘူးကကူရဲအထဲတွေမှာတော့ရှိပါတယ်ဒါပေမဲ့အဲ့လိုတကွင်းလုံးကိုပတ်ပြီးတော့စီးနေတဲ့ပုံစံမျိုးမတွေ့ရဘူးနောက်ဆုံးဘသူ့အားကိုလည်းအန်ဇိုကနေ progressive passes တွေနဲ့အဲ့ဒီ winger တွေကိုပေးတယ်အဝင်ကတွေက အဲကျွန်တော်ဒီနေ့မြင်ရတော့ cut in side တွေလောက်တာဟိုတိတ်တောင် successful တိတ်မဖြစ်ဘူးကနာချိုတော့ကလည်းကနာချိုရဲ့အဲပြေးလန်းတွေကကျွန်တော်မြင်ရတော့အဲ့ touch line နဲ့ပါပဲကတ်နေတယ် guidance ဝင်လာတဲ့အခါကျတော့လည်းသူလုံနေတဲ့ step over နဲ့အချိန်ကုန်နေပြီးရင်ဟို successful ဖြစ်တာလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ခြုံကြည့်မယ်ဆိုရင်ဒီ player တဦးတယောက်ချင်းစီကြွန့်ကျင်မှုနဲ့ပဲသွားနေတာအစိုးဆုံးကစားသမားတယောက်ပြပါဆိုရင်ကျွန်တော်ကတော့ target job ပြချင်တာ ဘာဖြစ်လို့ထည့်လာမှလည်းမသိဘူးစောစီးစွာဟိုတနည်းတစ်ပုံပေါ့နော်ကစားခွက်ကိုစမ်းတစ်ပြောင်းလဲမယ်ဆိုရင်ပြောင်းလဲလို့ရတယ်ထားရကြော့ထည့်လာတာကျွန်တော်တို့အတွက်10ယောက်11ယောက်ကစားနေတယ်လို့ပဲလူဘိုပဲဖိင်းလေးပြီးတော့ဗျာအသက်လည်းငငယ်လေးရှိသေးတယ်မသိရင်အသက်30ကစားသမားကြရနေရပဲတော်တော်ကိုအစင်မပြေတဲ့ကစားသမားပရိသတ်တွေမြစ်တာပို့လဲပို့ခြင်းစရာပဲရှိလေရုပ်ပေါက်တယ်ပေါ့နော်အဲ့တော့ထားရကြော့ကိုအန်ဒမော်ရစ်ကနောက်ပိုင်းပွဲတဲ့နေမှာလုံးဝမသုံးဘူးလို့တယ် ်နောက်ဆုံးဂုံဂုံပြပက်ဒရိုနက်တိုဂျီပီမသုံးကျင်လို့ first time နေရာမှာတဲ့သုံးရင်တော့မှအစင်တိုင်းတက်တစ်ခုထိပြေအောင်မယ်အခုထားရကျော်ကြီးကလုံးဝလူပိုကြီးပဲဆိုတော့မော်ရီညိုတဲလာတဲ့ဗျူဟာဘိုင်းတော့ကျွန်တော်ဟိုသဘောကျပါတယ်အဲ့ဒီဘိုင်းလုံးဒါနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တယ်ဗောနော်အဲ့တော့မော်ရီညိုက defensive mid block ကိုအကောင်းဆုံးတဲထားတယ်ဘာကြောင့်လဲဆိုတော့ Chelsea ကအဲ့လို quick step တွေနဲ့ကစားတယ်ဗျာ counter attack တွေအရင် အားပြုတဲ့ပုံစံမျိုးဘောလုံးကိုတိတ်ပြီးတော့မထိန်းတော့ဘူးဥပမာထားပါတော့ကျွန်တော်ခုနရှေ့မှာပြောခဲ့တဲ့အန်သူဖာနက်ဒက်စ်ကဘောလုံးရပြီဆိုတာနဲ့အဲ့တောက်မန်ကစားသမားတွေကိုဒိုက်ရိုက်ကိုပေးတာအဲတိတ်ပြီးကိုယ်လည်းမတဲမနေဘူးတဲစရာကစားသမားလည်းမရှိဘူးနံပါတန်းနေရာမှာဘိုနာနိုဒီဝင်ဆော့တယ်ဆိုရင်ပဲလေဘိုနာနိုဒီကနည်းနည်းချစ်တဲ့ကစားသမားဖြစ်တဲ့အခါကျတော့အန်သူကဘိုနာနိုဒီနဲ့တွဲတာတည်းဆိုင်အဲ့ဝင်းငါတွေကိုပဲအဓိကဘောလုံးပေးပြီးကစားသွားတဲ့ပုံစံမျိုးကိုမော်ရီညိုက စောကြီးကလေးကရိတ်စားမိတဲ့အတွက်ဒီ counter attack တွေကိုအကောင်းဆုံးကောက်ရတဲ့နီလန်ပေါ့နော် defensive mid block ခန့်စစ်တန်းကိုတနည်းအားဖြင့် midfielder ရဲ့ deep အဖြစ်ဆုံးနေရာထိတင်ပြီးတော့ဆော့သွားတယ်အဲ့ဒီတော့ကြောင့် ottoman ဆိုရင်တောက်လျှောက်ရှန်ထွက်လာတဲ့ဘောလုံးတွေကိုအလိုက်တင်ရှင်းထုတ်နိုင်တဲ့ပုံစံမျိုးတွေကျွန်တော်မြင်ခဲ့ရတာပါ ottoman တော်တော်ကောင်းတယ် chelsea နောက်ခံစားသမားတွေတဲ့ဆိုင်ရင် ottoman ကတော့ပို့ပြီးတော့ကောင်းနေသေးတယ်ဆိုတော့ချေတော့မဲ့တော့ကျွန်တော်အားရကျေနပ်မှုမရှိဘူးဒါပေမဲ့လိုအပ်တဲ့နိုင်ပွဲတစ်ပွဲကိုရသွားတဲ့အတွက်ကြောင့်နောက်ပွဲတွေအတွက် ဒါအနေငယ်ခွန်အားရှိသွားမယ်လို့တော့ထင်တယ်နောက်တစ်ပွဲပရီးမီးယားလိမှာလီဗာပူးနဲ့ကန်ရမယ်လီဗာပူးကတော့ဂလာတာဇရီကိုရှုံးသွားတဲ့အတွက်ကြောင့်စိတ်တိုက်ပဆိုင်ရာအနေငယ်ရော့ကျသွားနိုင်တယ်နှစ်ပွဲဆက်အရှုံးရှိသွားပါတယ်ဒီလိုကြောင့်ချယ်ဆီအနေနဲ့လီဗာပူးနဲ့ပွဲကိုအကောင်းဆုံးပြင်ဆင်ထားတဲ့ပုံစံမျိုးတော့ဖြစ်ခဲ့ပါတယ်ကျွန်တော်ညီကိုရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဗာများမှတ်ချက်ပေးခြင်းလဲကောမန့်ထဲမှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်